1 plus 1 equal ဘယ်လောက်ရပါလဲလေကလေးကိုမင်းတော့1 plus 1 equal က2လို့ပဲပြောမှာပေါ့နော်တကယ်တော့1 plus 1 equal က3ပါကျွန်တော်အဲ့လိုပြောလိုက်လို့ဟာဘာတော့ဟာဒီဒီလူကတော့နည်းနည်းကောင်းကြောင်နေပြီလားဘာလားဆိုပြီးတော့ကျွန်တော်ထင်ကောင်းထင်နိုင်နေပေါ့နော်အဲဒီနေ့ ကျွန်တော် review ပေးမဲ့ sound clip ကပုံမှန်ဆိုရင်ကျွန်တော်တို့တွေက1နဲ့1 1 + 1 equal ဆို2လို့ပဲငငယ်လေးကတည်းကတင်ခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီ sound က1 + 1 equal က3ပါ။ဒါပုံမှန်နဲ့မတူတဲ့အတွင်းမျိုးပုံမှန်နဲ့မတူတဲ့ခံစားမှုမျိုး ခန်းစားသွားမှာပေါ့နော်ဒီဆောင်ကလည်းထွက်ထားတာ2020မှာကလေးကထွက်ထားတာထွက်ပြီးကလေးကလည်းလုံးဝကိုဟိုလီတကြွကြွနဲ့နာမည်ကြီးတဲ့ဆောင်ပေါ့နော်ကျွန်တော်ကအဲ့တုန်းကကျွန်တော်ဒီလိုဗီဒီယိုတွေမဖန်တီးသေးဘူးဒါ post လေးတွေနဲ့ပဲဒါအပျော်သဘောမျိုးနဲ့ဒါဗီဒီယိုလေးအဲ post လေးတွေနဲ့ဒီ review လေးတွေလုပ်နေတဲ့အချိန်ပေါ့နော်ကျွန်တော်ကို comment နေရာက1 plus 1 1 plus 1 equal 3လေး review ပေးပါအောင်အိုက်စာအောင်ရောကောင်းရဲ့လားအဲ့လိုမျိုးတွေမေးပါများတာတော့ကျွန်တော်လည်းအဲ့ဒါလေးတော့ video လေးတော့လုပ်မယ်ဆိုပြီးတော့စိတ်ကူးပြီးတော့ဒီ video လေးလုပ်တာပေါ့နော်ဒါဆိုရင်တော့အဲ့ရဲ့စာအုပ်ကဘာစာအုပ်လဲဆိုတာတော့တော်တော်များများသိမှာပေါ့နော်ဒါကတော့ဆရာချမ်းမြေဝင်းရဲ့ဒါ1 plus 1 equal 3 3ဆိုတဲ့ဒီစာအုပ်လေးပါဒီစာအုပ်ထဲမှာဆိုရင်ဒါဒီရဲ့မူရင်းစာရေးဆရာရဲ့ ပုံစံအတိုင်းပဲကျွန်တော်တို့သူ့ရဲ့စာရေးရာဒီထဲမှာဆိုရင်စာပိုက်အနေနဲ့စာပိုက်အတူလေးတွေပေါ့နော်စတိုရီပုံစံလေးနဲ့၉ပိုက်ပါတယ်ဒါစတိုရီသာပြောတာနော်သူကသူ့ရဲ့အပိုက်လေးတွေမှာဆိုသူ့ရဲ့စာရေးပုံရင်းတွေကတိုးတယ်ပြက်တယ်ရှင်းတယ်ဖွဲ့နှွယ်ပြီးတော့မနေဘူးဒါပေမဲ့နားလည်လွယ်တယ်ပေါ့နော်ဒီတစ်ပိုက်ကိုဖတ်လိုက်တာနဲ့ဒီတစ်ခုကိုဖတ်လိုက်တာနဲ့ ကိုကသူ့ရဲ့ပေးချင်တဲ့ message ကိုအပြည့်အဝရတယ်ပေါ့နော်အဲ့လိုမျိုးစာအမျိုးအစားလေးနောက်လေးကိုတော့ဆရာချမ်းမြေဝင်းရနေပြီးတော့ဘာသာပြန်ထားတာဆရာချမ်းမြေဝင်းကဒီစာအုပ်ကိုဘာသာပြန်ပြီးမှပို့ပြီးနမည်ကြီးလာတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဆရာရဲ့တကယ်ကိုမှတ်တိုင်ဖြစ်တဲ့စာအုပ်လေးတအုပ်လို့ဆိုရင်လည်းမမားပါဘူးဒီစာအုပ်မှာအခန်းခဏ၉ခုပါတယ်၉ခုလုံးမှာ네ပေဆောင်က အကြောင်းအရာတွေဒါသူ့ရဲ့အရှိမဖြစ်ခဲ့တဲ့ဘောနော်စတိုရီတွေမှာဖြစ်ခဲ့တဲ့တမိုင်းချောင်းတွေရဲ့ဟာတွေကိုလည်းဒီထဲမှာထည့်ပြီးရေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒါကပထမကဘာစစ်ပွဲမကြုံစဘူးကန့်ထူးပြီးအသက်ရှင်ကျန်ရခဲ့တဲ့ရေတက်စစ်သားတယောက်အကြောင်းဒါဆိုရေတက်စစ်သားလေးရဲ့ဒီကြုံတွေ့ရတဲ့ဟာကိုမှကိုရီအတူယူရတဲ့ဟာပေါ့နော်ကျွန်တော်တို့တွေအရင်တုန်းကရှိတာကအဲတိခဲ့တာကအဲပညာတစ်ခုကိုဆိုရင်ဒါကိုတက်ကြွအောင်လုပ်တယောက်ပြောမှဆို professional ကြောက်အောင်လုပ်ဒီရဟာမှာ ှာတဖက်ကန်းကုံအောင်လုပ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ကိစ္စတစ်ခုကိုအကြောင်းအရာတစ်ခုခုလုပ်မယ်ဆိုရင်တော့မှကိုက professional ကိုတီးတဲ့အရာတစ်ခုတည်းပဲရှိမယ်ဆိုရင်အဲ့ဒါကိုပဲဇောင်းမေးပြီးတော့အဖြေရှာတတ်တယ်။အဲ့ဒါနေကိုပဲဇောင်းမေးပြီးလုပ်တတ်တယ်ပေါ့နော်။အဲ့လိုမျိုးပဲနဲ့ခန္ဓာဘောင်းဆောင်ကိုလည်းတိရမဲဆိုတဲ့စံပေါ့နော်။အဲ့ဒါတော့ဒီစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာရှားတဲ့အကျိုးကျေးဇူးပေါ့နော်။ဒီအောင်ပြောမယ်ဆိုရင်တော့ဒါလုံးဝအနှစ်သာရရှိတဲ့စာအုပ်ပေါ့နော်။ motivation လို့ပြောရအောင်လေကျွန်တော်တို့တွေ motivation ဆိုအဒီဟာ ဘာဖြစ်ချင်လဲဆိုပနက်ချက်ဆိုတော့ဟိုအချက်တင်နဲ့ဝူဝါဝါအော်ပြီးတော့ဒီတိုင်းပြီးသွားတာမဟုတ်ဘဲနဲ့လူတွေကအမြဲတမ်းဘယ်နှချက်ဘယ်နှချက်ဆိုတဲ့ဟာဆိုအုံနောက်ကမမတ်မိနိုင်ဘူးဗောနော်အော်ဘယ်အကြောင်းရာလေးမှာဘသူကဘလို့ဖြစ်သွားလို့အဲ့မှာဘလို့လေးသင်ကန်းစာရပါတယ်ဘယ်ဟာလေးကိုတော့ငါတို့ပို့ပြီးတော့အဆင်ပြေသွားပါတယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့လူတွေကမှတ်မိရဲ့ဗောနော်အဲ့လိုမျိုးမှတ်မိခြင်းနဲ့ကိုကဒီထက်ပို့ပြီးလဲကောင်းကောင်းမွန်မွန်ဗောနော် level upgrade ဖြစ်ခြင်းနဲ့ဆိုတော့ဒီစာကိုလေးကလုံးဝကိုအဆင်ပြေတယ် ဲ့စာအုပ်လေးပေါ့နော်ဒီစာအုပ်ကလေးရဲ့နောက်ဆက်တွဲဆိုပြီးရဆရာထပ်ထုတ်ထားတဲ့စာအုပ်လေးရှိရဲ့အဲ့စာအုပ်ကိုတော့ကျွန်တော် review video တက်တက်လုပ်ထားရပေါ့နော်ဒီ1 plus 1 equal 3လေးရကျွန်တော်မလုပ်ဖြစ်ရဒီလိုကျွန်တော်ဒီဗီဒီယိုလေးလောက်တာအဲ့ရဒီ1 + 1 = 3လေးရဲ့နောက်ဆက်တွဲစာအုပ်ကလေးရတော့ ဒါဆရာကတော့နောက်ဆက်တွဲလို့လည်းပြောတယ်ပြီးတော့တအုပ်ချင်းစီဖတ်လို့လည်းရတယ်လို့လည်းပြောတယ်ပေါ့နော်အဲ့ဒါကတော့တာရေးစိတ်တဲ့ဆရာကြီးဆရာလည်းသူက marketing မှာလောကဂူရူကြီးဆိုတာကကြာဒီရဲ့စာအုပ်ထဲမှာတာရေးစိတ်တဲ့မှာတော့ marketing ရဲ့အကြောင်းအရာတွေအများကြီးပါတယ်အဲဒီ1 + 1 = 3လေးကတော့ဒါခန္ဓာပေါင်းစုံကနေပြီးတော့ပါတယ်ပေါ့နော်ကျွန်တော်ဒီနံအုပ်မှာဆိုရင်အကြိုက်ကြိုက်တဲ့ဟာတအုပ်ပဲရွေးဆိုရင်တော့ကျွန်တော် 1 plus 1 equal 3လေးကိုရွေးမှာပါ။ဘောင်းဆောင်ကြတော့ဒီရက်ခန္ဓာဘောင်းဆောင်ကကျွန်တော်နဲ့ရင်ပတ်ပုံနီးရယ်ပေါ့နော်။ဟိုဆောင်ကတိုင်းစိတ်တက်ကမကောင်းဘူးလားဆိုတော့ကောင်းတယ်။သူက marketing mind ကိုပို့သွားတာဖြစ်တဲ့အတွက်ကျွန်တော်ကကြတော့ marketing mind ကိုအဲ့လောက်အတားတိုင်းထဲမှာစိတ်ဝင်စားတဲ့ထဲမှာမပါရခါကြ1 plus 1 equal 3လေးကိုပို့ပြီးကြိုက်တယ်။ marketing သမားတွေဆိုတော့ဒီတိုင်းစိတ်တက်ကိုပို့ပြီးတော့ကြိုက်မှာပေါ့နော်။ဒါကတော့တယောက်နဲ့တယောက်ကျွန်တော်အရှိဗီဒီယိုတွေမှာလည်းပြောခဲ့သလိုပဲဒါကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ဘဝအတွေ့အကြုံကိုယ့်ရဲ့ ဲ့ဟိုတွေးခေါ်ပုံတွေပေါ့မူတီပီစာအုပ်တရားဘယ်ဟာတော့ပိုကြိုက်တယ်ဘယ်ဟာတော့တိတ်မကြိုက်ဘူးဆိုတာဖြစ်သွားတာဖြစ်တဲ့အတွက်အမြင့်ကွဲလွဲနိုင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ဆရာချမ်းမြေဝင်ပါတာပြန်ထားတဲ့1 + 1 = 3ဆိုတဲ့စာအုပ်ကလေးကိုကျွန်တော် review လေးပေးလိုက်တာပါ။ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီလောက်နဲ့ပဲရန်နာလိုက်မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။